ုံးလုံးအကြောင်းရင်းတွေအကြောင်းပြင်ဦးလွင်မှာဒေါ်လာဘီလီယံချေတန်တဲ့အင်ဂျီကိုစောင့်နိုင်သွားတဲ့နေတုံး ပြည်သက်တို့ရဲ့မြမနွေပညာရှင်တွေထဲမှာဘသူကအချမ်းသာဆုံးလဲဆိုရင်မိကွန်းကအများနဲ့လိုလိုဆွေးဝင်စားစရာအငင်းပေါ်စရာခေါင်းစဉ်တစ်ခုဖြစ်နေတော့မှာပဲဒါပေမဲ့အခုတော့အကယ်ဒမီများရှင်မင်းသားကြီးနေတို့ကသူ့ရဲ့ကျွယ်ဝချမ်းသာမှုတွေကိုပြည်သက်တီအားလုံးအံ့အသင့်သွားရလအောင်ထပ်မံချပြလိုက်ပြန်ပါပြီရှင်ဒါကတော့တခြားမဟုတ်ပါဘူးရှင်မြန်မာနိုင်ငံရဲ့အပန်းဖြေမြို့တော်လိုတင်စားရတဲ့ပြင်ဦးနေမြို့မှာသူပိုင်ဆိုင်တဲ့ဇင်ခန့်အင်ကြီးတလုံးကိုထုတ်ဖော်ပြသခဲ့တာပဲဖြစ်ပါတယ် ဒီအိမ်ကြီးရဲ့တံပိုးကတော့တာမန်လူတွေစဉ်းစားလို့တော့မရနိုင်တဲ့ပမာဏဖြစ်ပြီးသတင်းတွေရဖော်ပြချက်အရချက်သိန်း9000ဒါမှမဟုတ်9ဘီလီယံချက်အထိတံပိုးရှိတယ်လို့သိရပါတယ် တချို့သတင်းအမြင့်တွေကဆိုရင်ဒေါ်လာဘီလီယံချီတန်ဖိုးရှိတယ်လို့တောင်ဖော်ပြနေကြတာရှိမ်ဒီသတင်းတွေထွက်လာတာနဲ့တပြိုင်တည်းထဲမှာပဲမင်းသားတစ်ယောက်ကဒီလောက်ပိုင်ဆိုင်မှုမျိုးတကယ်ပိုင်နိုင်လို့လားရုပ်ရှင်ရိုက်တာတစ်ခုတည်းနဲ့ဒီလောက်ချမ်းသာနိုင်လို့လားဆိုရင်မိကုန်းတွေကအများကြီးထွက်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့တကယ်တော့နေတော့ကဘဝကိုမရှိစင်ရတာဘဝကနေစိုးစားလာခဲ့ရတဲ့သူတစ်ယောက်တော့မဟုတ်ခဲ့ဘူးရှိမ်သူဟာအနုပညာလောကတွေကိုမဝင်ခင်မင်းသားမဖြစ်ခင်ကတည်းကခိုင်မာတဲ့မိသားစုနောက်ခံရှိထားပြီးသားပါအရင်ကတည်းကလည်းသတင်းတွေထွက်ပေါ်ခဲ့ဘူးတော့ ောင်သူ့ရဲ့မိသားစုတွေကရခိုင်ပြည်နယ်မောင်မြို့မှာချွေဆိုင်တွေများစွာကိုဖွင့်ထားတဲ့တထေးတွေဖြစ်တယ်ဆိုတာပါပဲ။ဒါကြောင့်သူဟာအနုပညာအလောက်ကရတဲ့ငွေတွေကိုစုပြီးမှချမ်းသာလာတာမျိုးမဟုတ်ဘဲနဲ့မူလအခြေခံမိသားစုချမ်းသာမှုဆိုတဲ့အရင်းအကြီးတစ်ခုကိုပိုင်ဆိုင်ထားပြီးသားလည်းဖြစ်ပါတယ်။ဒါကတော့သူ့ရဲ့ကြွယ်ဝမှုအတွက်ပထမဆုံးတော့ခိုင်မာတဲ့အုံမြင့်ကြီးပါပဲရှင်။ဒုတိယအကြောင်းရင်းကတော့သူကိုယ်တိုင်ရဲ့အောင်မြင်မှုပါပဲ။နေတိုးဟာမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးထိပ်တန်းမင်းသားတစ်လက်ဆိုတော့ဘယ်သူမှညင်လို့မရပါဘူးနော်။ သူဟာပြီးခဲ့တဲ့ဆယ်စုနှစ်ကျော်အတွင်းမှာမြန်မာနိုင်ငံရဲ့ကြော်ညာဈေးကွက်နဲ့ရုပ်ရှင်ဈေးကွက်ကိုတင်ပိုက်ထားနိုင်ခဲ့တဲ့သူပေါင်းရုပ်ရှင်စကားပေါင်းရာချီကြော်ညာပေါင်းမရေတွက်နိုင်လောက်ရိုက်ကူးခဲ့ရပြီးသူရဲ့အနုပညာကြီးကအခြားမင်းသားတွေထက်အစာပေါင်းများစွာမြင့်မားခဲ့ပါတယ်အထူးသဖြင့်ကြော်ညာတွေကနေရတဲ့ဝင်ငွေကပဲသူ့အတွက်ကြီးမားတဲ့ဒဏ္ဍာရီဥစ္စာတွေကိုရှောက်ဖေးပေးနိုင်ခဲ့တာရှင်အခုချိန်ထိလည်းနေတော့ကအလုပ်တွေကိုမနှားရသေးပါဘူးကြော်ညာတွေရုပ်ရှင်စကားကြီးတွေလူပြောများနေတဲ့ရုပ်တံဇလန်တွေများစွာကိုမနှားတဲ့ရိုက်ကူးနေရဆဲပါရှင်သူရဲ့ ဈေးကွက်ကကျသွားတာမျိုးမရှိပေဝင်ငွေကတော့ဇက်တိုက်ဝင်နေစေဆိုတာကိုလည်းပြည်သက်တွေမြင်တွေ့ကြရမှာပါ နောက်ဆုံးအကြောင်းရင်းကတော့ပြည်သက်တွေတတိမထားမိသေးတဲ့သူ့ရဲ့ပြင်ပစီးပွားရေးလုပ်ငန်းတွေပါပဲရှင်။နိဇတ်သူတွေရဲ့အဆိုအရနေတိုးဟာအနုပညာအလုပ်ဖြင့်အခြားယင်းဤမြောက်နှံထားတဲ့စီးပွားရေးလုပ်ငန်းများစွာကိုလည်းဆိုင်ထားသေးတယ်လို့ဆိုကြပါတယ်။ဒီလိုမျိုးမိသားစုအရင်းဤထိတ်တန့်အနုပညာဝင်ငွေနဲ့ပြင်ပစီးပွားရေးဝင်ငွေဆိုတဲ့အကြောင်းရင်း၃ရပ်ပေါင်းဆက်လိုက်တဲ့အခါမှာအခုလိုနောက်ဆုံးမှာတော့သူ့ရဲ့အောင်မြင်မှုပြရတခုဖြစ်ဒီပြင်ဦးလွင်ကဒေါ်လာတန်းချီတန်ချက်သိန်း၉၀၀၀တန်အင်ကြီးကိုချပြလာနိုင်တာလည်းဖြစ်ပါတယ်။ဒီစိန်ခန့်အင်ကြီးရဲ့မှာ ဆိုရင်တော့ခင်မိတဲ့ရေကူးကန်ကိုပိုင်ဂျင်ခမ်းမတွေမိသားစုအပန်းဖြေဖို့တည်တံ့အခမ်းအနားများစွာနဲ့တကယ်ကိုနန်းတော်ကြီးတဖွဲကြီးကျယ်ခမ်းနားစွာဆောက်လုပ်ထလာလို့သိရပါတယ်ဒီသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာပရိသတ်တွေကဒါဟာသူ့ရဲ့စူးစမ်းမှုနဲ့ထိုက်တန်တဲ့အောင်မြင်မှုပဲလို့ခြေကျုနေကြသလို့ တချို့ကလည်းစီးပွားရေးကြက်တဲနေတဲ့ခက်ကြီးမှာဒီလိုပိုင်ဆိုင်မှုတွေကိုချပြတာကကျွမ်းလွန်ရကြတယ်လို့ဝေဖန်တာတွေလည်းရှိပါတယ်။ပရိသတ်ကြီးရောမင်းသားနေတို့ရဲ့ဒီလိုတမန်လူတွေအိမ်မက်တောင်မမတ်နိုင်တဲ့ချက်သိန်း၉၀၀တန်အင်ဂျီနဲ့ပတ်သက်ပြီးဘလို့သဘောရကြပါသလဲရှင်။ပရိသတ်တို့ရဲ့အမြင့်ကိုလည်းခေါမတ်မှဝင်းအောင်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။